မောင်သားချူရေးသားသည့်ဖြက်ခနဲ့တွေ့ရသည့်ကျွန်တော်တို့ရှိကကြဲတာရများဆရာအောင်သိန်းထိုနေ့ကကန်တော်ကြီးပါမတော့စတာခမတဲ့သူကျွန်တော်ရောက်ရှိသွားရပုံမှာတကယ်ကိုမမျှော်လင့်ပါပဲနဲ့ရောက်ရှိသွားရခြင်းပင်ဖြစ်ပါသည်ထိုနေ့က1996ခုနှစ်အောက်တိုဘာလ25ရက်နေ့ပင်ဖြစ်ပါသည်ထိုနေ့ကဟင်္ဒရာမနေ၍နနက်6နာရီထွက်လာခဲ့သောကျွန်တော်သည်နေ့လယ်7နာရီဝန်းကျင်မှတော့ရန်ကုန်မြို့လယ်ကို ရောက်ရှိနေခဲ့ပြီဖြစ်ပါ၏ထုံးစံအတိုင်း33လမ်းထဲကိုဝင်က အထက်ကိုဆန်လျှောက်လာ၌တနေရာတွင်စနေစဉ်သမတ်တော်တော်များများနှင့်ဆုံပါသည်သူတို့ကအိတ်စုပ်တလုံးကိုလွှဲထားသောဖုံများနှင့်ညစ်ပေနေသော လေတိုးထားသည့်သပင်ဖြင့်ဖွာလန်ကျဲနေသောကျွန်တော်ကို ပြုံးစားစားကြည့်ကတော့စတာကိုလိုက်ခဲ့ကြဖို့ဖိတ်ခေါ်ပါသည်မမိုအင်းရအမတ်တရ3ချိန်မြောက်ဝိထုတို့ပြိုင်ပွဲစုပေးပွဲကိုတွားကြမလို့ဟုလည်းဆိုပါသည် ကျွန်တော်ကညှင်းသန့်လိုက်ပါသည်ဖိသနှင့်တကွကြားရောက်ပါရန်ဖိတ်ကြားထသောကျွေးမွေးလက်ပတ်တတ်သောထိုပွဲမျိုးတို့အလွတ်သွားရောက်ဖို့ဦးတည်မှာမတင်လာဟုထင်၍ကျွန်တော်ကညှင်းသန့်လိုက်ခြင်းဖြစ်ပါသည်တို့ဖြင့်33လမ်းထဲမှပြန်ထွက်ကအနောရထလမ်းမကြီးတိုင်းဆုံလျှောက်သွားရာလမ်းတွင်ကြပြားစရာမအောင်ပွင့်နှင့်တိုးမိပါတော့သည်ကွန်ပွင့်ကလည်းမုံမုံအင်အားအမတ်တရပွဲတို့သွားလူသွားခင်ခြေလမ်းများနှင့်ပင်ကျွန်တော်ကိုအတူလိုက်ခဲ့ဖို့ခေါ်ပါသည်ကျွန်တော်ကလည်းညင်မသေးသည် သို့တော့ကိုအောင်ပွင့်ကဒီလူနဲ့ဒီလူဗျာလိုက်လို့ဖြစ်ပါတယ်ဟုစိုးစိုးလာ၍နောက်ဆုံးကျွန်တော်ပါလိုက်ရန်သဘောတူလိုက်ပါတော့သည်စင်စစ်မိုးမိုးအင်းလဲအမတ်တရားစုပေးပွဲတင်ရှိနေနိုင်သောဥမျိုးညွတ်စိုက်ချက်ဖေးမြင့်ကဗျာတရားမောင်သွေးတက်ကဗျာတရားမောင်မဥက္ကလာသတိသတိတို့သည်ကျွန်တော်အားတောစတာခမအပေါဝါမနေ၍ယင်ဘက်ကိုစီတွန်းလွတ်လောက်အောင်မျက်နှာသိညာသူများကမဟုတ်ပါ ကျွန်တော်ဘက်ကသာစိုးရိမ်လွန်းနေမိခြင်းမျိုးဖြစ်ပါသည် တို့ဖြင့်ကိုအောင်ဝင်းနှင့်အတူကန်တော်ကြီးရှိတော်စတာခမတဲကိုကျွန်တော်ရောက်သွားခဲ့ပါလိမ့်သည်ကျွန်တော်တို့ဇပွဲမှာနေရယူပြီးတော့ဆရာပါတကူပင်စကားတဝက်ကြိုးသွားခဲ့ပြီဖြစ်ပါသည်ဆရာပါတကူအမှားသကားလှစ်ကျွေပြီးမှတော့နောက်ထပ် stage ပေါ်တက်လာသူမှာဆရာဦးအောင်တင်ဖြစ်ပါသည်ဆရာအောင်တင်ကသူဤထုံးစံအတိုင်းပကုံးကိုတစ်ချက်နှစ်ချက်တွန့်ကခတိတိပြုံးကအပိတ်တက်ကိုတပည့်ကြီးကြီးကစကားကိုစပြောလိုက်သည်နှင့် သူဤပီပီကြီးနေသည့်တန်ကခါမတစ်ခုလုံးကိုစေစေးပိုင်ပိုင် ဖုံးလွှမ်းသွားသည်ထိုနေ့ကတရားအောင်သိဤစကားမှာခတ်တို့လိုပဲဖြစ်ပါသည် အမှားစကားပြောသည်ဟုဆိုပြနိုင်ုံခတ်တို့တို့လေးသာပြောသွားသည့်တရားအောင်သိဤစကားဆုံးမှာတော့ခါမတစ်ခုလုံးမှာလက်ခုပ်တံများညံစီသွားသည်တရားအောင်သိဤနုပညာတိပီတို့အတွက်ဆိုသောသကလုံးကိုအော်နှလုံးနာဟန်တူပါသည်ငယ်ငယ်ကကျွန်တော်နားထောင်ခဲ့ဘူးသည်။စာပေဟောပြောပွဲတိုင်းလူလူတွင်အနုပညာတိပီတို့အတွက်ဟူသောသကလုံးကို ဖျားကထေကဲငေါကဲတီကိုမကြကနာကြားခဲ့ရဘူးပါသည်တခုသောဟောပြောပွဲစဉ်မြင်တွင်ကဆရာအောင်တင်းကပြည်သူအတွက်ဟူသောသူများကိုတခုလောက်မေးခြင်းကြောင့်ထိုပြည်သူအတွက်ဟူသောကပ်ပြားကိုဘသူကထုတ်ပေးထားတယ်လဲသိလို့ကြောင်းစသည်ဖြစ်ပင်ခန်းငေါငေါမေးမြန်းလာခဲ့ဘူးပါသည် ထိုကားတွင်တော့စာပေဟောပြောပွဲလာပေးတတ်တဲ့ချို့တွန့်ငနယ်ဖြစ်သွားသည်ကိုသတိပြုလိုက်မိပါသည်ပြည်သူအတွက်လှုပ်စေဟူသောလုပ်ငန်းလိုင်စင်ကပ်ပြားကိုဗိုလ်ချုပ်အောင်ဆန်းကိုဘသူကထုတ်ပေးထားတယ်လဲ မာတမကန်နီကိုဘသူကထုတ်ပေးထားတယ်လဲဟိုချီမင်းကိုဘသူကထုတ်ပေးထားတယ်လဲခြေခွေဘာရာကိုဘသူကထုတ်ပေးထားတယ်လဲမက်ဒင်ကော်ကီကိုဘသူကထုတ်ပေးထားတယ်လဲဆရာကြီးတခင်ကိုတော်မိုင်းကိုဘသူကထုတ်ပေးထားတယ်လဲဗမော်တင်အောင်ကိုဘသူကထုတ်ပေးထားတယ်လဲတခင်မြတန်းကိုဘသူကထုတ်ပေးထားတယ်လဲမလို့ဟုကျွန်တော်ထင်သည်ကိုတာဝင်ကိုပေးတော်ကိစ္စရများ၌ဘသူထုတ်ပေးသည့်ကပ်ပြားမှမလိုအပ်ဟုကျွန်တော်ထင်သည်။တားဟုစောင်းလျှောက်သည့်မိခင်ကိုဘသူကမှကပ်ပြားထုတ်ပေးမထားဟုကျွန်တော်ယူဆသည်။ တခုတော့ရှိပါသည် မဖြစ်သက်လောက်အမှုပညာကလေးနဲ့ဘာလုံးမအကောင့်ထဲမဖော်ရသေးခင် ပြည်သူ့အတွက်ဟုဆိုကသွာလောင်သွာလောင်လှုပ်တတ်တော်သူတချို့ကိုအမြင်ကကကျန်အောင်သင်ပြောလိုက်လေသလားကိုကျွန်တော်စဉ်းစားမိပါသည်ကျန်အောင်သင်ဤတိုတိတိုတောင်အမတကားကလေးကို နားထောင်ကကျွန်တော်ကဟိုတွေးတိတွေးလျှောက်တွေးနေမိသည်မှာပင်ဆရာကတော့သူဤသပွဲကိုသူပြန်လျှောက်သွားနေခဲ့ပြီဖြစ်လေသည် ဆရာကြီးအောင်သိန်းဟူသောအမည်ကိုကျွန်တော်စတင်၍ကြားပိုးခဲ့သည်မှာထက်တန်းចောင်းသားဘွားကပင်ဖြစ်ပါသည်ထိုစဉ်ကကျွန်တော်တို့တင်ကြားရသောမြန်မာသက္ကပြေလက်ရွေးစင်တဲ့တွင် ချိုတကူးနှင့်ဂုံကြီးမတူဟူသောဆရာလက်ရကလေးကိုဖတ်ရှုခဲ့ရသည်မိတော်ကဖတ်တကွယ်လောကနဲ့ဤတန်ရာတန်ချက်ပရဘွားဖြင့်အလဲလဲအကွဲကွဲဖြစ်နေသောချိုတကူးတယောက်ဂုံကြီးမတူဟူသည့်ရုပ်ရှင်ကားကိုကြည်ကမျက်ရည်ကြကြောင်းရုပ်ရှင်တပ်ပူပြီးကြည်ကွဲစရာကောင်းနေသည့်မိမိဘဝကိုတော့ မိမိကိုယ်တိုင်ကြေကွဲရကောင်းမှမသိခဲ့ကြောင်းလူတို့သည်တကယ်အသက်မှန်တဲ့အတုကိုပို့ပြီးတမိုးထားနေကြကြောင်းစသည်စသည်ဖြင့်အမှုပညာဤသဘောတဘာဝကိုရိတ်ကဝဲကဖော်ပြခဲ့သောအစေကလေးပင်ဖြစ်ပါသည်တခြားကျောင်းသူကျောင်းသားတွေကတော့မသိကျွန်တော်တို့သာသမာပေါ့စအုပ်စုကလေးကတော့ထိုအစေးကိုဆွဲသွားသည်အမှုပညာဆိုတာအတုပါလားထိုအတုကလူကိုပြုံးစေရဲစေငိုစေမဲစေတာပါလား ထိုပြုံးချင်းရဲ့ချင်းငိုချင်းမဲ့ချင်းတွေကိုပင်နှစ်သက်နေတာပါကလားသတိသတိဖြင့်ကျွန်တော်တို့သဘောပေါက်မိသည် အောင်သိန်းဟူသောမိကိုလည်းဆွဲနေအောင်မှတ်မိသွားခဲ့သည်ထက်တန်းចောင်းသားဘဝနေရက်ကလေးများမှတ်မှတ်ရရကျွန်တော်တို့ငယ်ဘဝကိုစိုးမိုးခဲ့သောမဂဇင်းများအကြောင်းကိုပြောပါဦးဆိုရင်မိုးဝေနှင့်ရှုမဝါမဂဇင်းနှစ်ဆောင်အကြောင်းကိုပြောရလိမ့်မည်ဖြစ်ပါသည်မိုးဝေကကျွန်တော်တို့ကိုသဘောတရားအရာလွမ်းမိုး၍ရှုမဝါကအမှုပညာအရာလွမ်းမိုးခဲ့ပါသည်ထိုမဂဇင်းနှစ်ဆောင်ကိုမလွတ်တမ်းဖတ်ရမှာ ဆရာအောင်သိန်း၏တောင်ပန်းများကို ရှုမဝါတွင်မကြမကြတွေ့လာရသည်။နောက်မကြမီကာလမှပင်ရှုမဝါအုပ်စုဟုဆိုရလောက်သည့်မောင်သောမောင်ဆန့်ဖော်တက္ကသိုလ်မင်းမော်ငိမ့်ကျော်စသည့်ဆရာများ၏လက်ရများနှင့်ပါတွဲကဆရာအောင်သိန်းလက်ရများကိုလိုင်းတက်ဦးတည်ဆောက်လေးထဲတွင်ဖက်ခွင့်ရသည်။ထိုသောကလေးသည့်မြမသပေလောက၌သောမောကျော်ဖော်သိန်းဟုဝိကြိုပြုရလောက်သည့်ဂိုင်းကနအစုအဝေးကလေးတစ်ခုကို တိမှတ်ပြုသွားရစေသောစောက်ကလေးပင်ဖြစ်ပါသည် ထိုလိုင်းသစ်တဲတွင်ဆရာအောင်သင်းကဆရာကြီးရွှေဦးတော်ဆရာတော်ကြီးဆရာမင်းသူဝင်ဆရာမကြည်အေးဆရာသိမ့်ပေမြင့်ဆရာတော်တာဆွေစာသူတို့၏လက်ရများကိုသုံးသက်ဝေဖန်ထားသည့်တမကထက်မြန်မာနိုင်ငံသားဆရာတင်ကထုတ်ဝေခဲ့သည့်စာပေလုံသားအင်အားတစ်ဦးသည့်စာအုပ်ထဲတွင်ပါသောစာရန်မှာစာရန်ကမညီလဟုလှမ်းပုတ်လိုက်ပါသည်ထို့နောက်တခြားသောမှတပုတ်ဖြင့်မြမကပြားတွင် ကာယံအေးပတီကိုအစာထုတ်လိုက်ပြန်ပါသည်ထို့နောက်နောက်တစ်ပုတ်တွင်ကတရားတကုံတရားကြပြအကြောင်းရေးထားသောသောင်းပါးကိုနားမလည်ဟုဆိုလိုက်ပြန်ပါသည်ဤသို့ဤသို့သောဆရာအောင်သိန်း၏သောင်းပါးများအပြင်ဆရာမောင်စောက ယူပကအကြောင်းသင်္ကေတအကြောင်းအတန်စီအကြောင်းများကိုရေးသည်ဆရာမောင်စံဖော်ကလည်းစီဝါနှင့်ကာယံအကြောင်းကိုရေးသည်ဆရာတက္ကသိုလ်မင်းမော့ကလည်းဘာသာပေရအကြောင်းကိုရေးသည်ဆရာငိမ့်ကျော်ကလည်းနမိတ်ပုံပြဒနာကိုရေးသည် တို့ပြင်အလိုင်းတစ်တီပုံတတန်လေးလာမှုဘက်ကိုအာတန့်သောစာအုပ်ဖြင့်မြင်သွားကြပြီးတို့စာအုပ်ပါသောမောကျော်ဖော်တင်းတို့ကိုလည်းပုံတတန်ဝါဒီ formalism များဖြင့်စပေလောကကတစိမ့်ကလိုက်ကြပါတော့သည်တို့နောက်ကျွန်တော်ရန်ကုန်တက္ကသိုလ်ကို ရောက်သွားပါသည်ဤတွင်ဆရာအောင်သိန်း၏နောက်ထပ်စာအုပ်တို့ကိုဖတ်ခွင့်ရပြန်ပါသည်ရင်းမှာစာပေရေးရဆောင်ပါများစာအုပ်ပင် ဖြစ်ပါသည်တို့စာအုပ်ထဲတွင်လိုင်းတက်မှဆောင်ပါတချို့နှင့်ဆောင်ပါအသစ်များကိုတစုတစည်းတည်းဖတ်ခွင့်ရသည် ထိုစောက်တဲတွင်ဆရာကဇလန်ပလော့ကြောင့်ကိုဆွေးနွေးထားသည်ဇိုက်သည်ဖလက်ကရိုက်တာအကြောင်းကိုဆွေးနွေးထားသည်ဇလန်အဖိဖို့တန်ဖိုအကြောင်းကိုဆွေးနွေးထားသည်မြမစာပေလေးလာလိုက်စားသာကျွန်တော်တို့အတွက်ကဂရင်းမြိန်သောစောင်းမကောင်းများဖြစ်ကြပါသည်ထို့ပြင်ထိုစောက်တဲ၌စကားပြောသည်လို့စာရေးခြင်းသည်မကောင်းကြောင်းဖြင့်မန္တလေးကိုလှမ်း၍ပုတ်ထားထိတာသောစောင်းမတစ်ပုတ်လည်းပါဝင်နေပေရာမှန်သည်မာသည်ကိုမဆုံးဖြတ်နိုင်တတ်သေးသောကျွန်တော်တို့သဘောခွင့်မိသည်ကအမှန်ပင်ဖြစ်ပါသည် ထို့သို့ထို့နယ်သောဆရာအောင်သိန်းသည်မြမသားဆရာဖြစ်ကြောင်းရန်ကုန်တက္ကသိုလ်ကဖြစ်ကြောင်းရှေးမစွာကပင်သိထားပြီးဖြစ်ရာထိုဆရာမျိုးနှင့်စတင်ရသောကောင်းလေစွာဟုထင်ထားနေသောကျွန်တော်တို့တက်ကန်းငော့တော်သို့ရောက်သွားသောအခါတွင်ကဆရာတယောက်ကန်းငော့တော်မှအမတ်မတ်တင်ထွက်ခွာသွားခဲ့ပြီးဖြစ်နေခဲ့ပြီရန်ကုန်တက္ကသိုလ်ကန်းငော့တော်သို့ကျွန်တော်တို့ကအဝင်ဆရာအောင်သိန်းကအထွက်ဖြစ်တော်လဲဆရာနှင့်ကျွန်တော်ပထမဆုံးချိန်စတင်တွေ့ဖူးဒီမှာက ခန်းတော်တော်မှာပင်ဖြစ်ပါသည်ထိုနေ့ကကျွန်တော်ဒီဆရာတက္ကသိုလ်မင်းမော်ကြီးအိမ်မှာရောက်နေခဲ့ပါသည်ထိုအိမ်တွင်မြမသားပါမောက်ခဦးမြိုင်တန်းနှင့်အတူဆရာအောင်တင်းလည်းရောက်နေခဲ့ပါသည်ဆရာတက္ကသိုလ်မင်းမော်ကဆရာကိုကျွန်တော်နဲ့မိတ်ဆက်ပေးပါသည်ဆရာကအေးအေးဟုဆိုကအတိမတ်ပြုပါသည်ထို့နောက်လူကြီးတွေစကားကိုကျွန်တော်ဘေးမှနားထောင်နေခဲ့ပြီးနောက်စကားဝိုင်းသိမ်းတော်ဆရာအောင်တင်းနှင့်အတူကျွန်တော်တို့ပြန်ခဲ့ကြပါသည်ပကံရိတ်တာမှရန်ကုန်တက္ကသိုလ်ဘက်သို့တက္ကသိုလ်ရိတ်တာလမ်းမကြီးတိုင်း တရွေ့ရွေ့ရှောက်ပြန်လာခဲ့ကြခြင်းဖြစ်ပါသည်။အားနည်းနည်းကိုင်းညင်ညင်ဖြစ်သောပါဝါမျက်မှန်တက်ထားရသောသပင်ပါလျားသောလွယ်အိတ်တလုံးကို လွယ်ထားသောဆရာအားကျွန်တော်ကတသိတသောင်းအကဲခတ်ရပါသည်။ဆရာကစကားများများပြောမနေဘဲမြေပြင်ကိုကောင်းဆိုင်ကြည့်ကအတွေးဖြင့်လမ်းလျှောက်နေပုံရပါသည်။အဓိပတိလမ်းထိပ်သို့ရောက်သောအခါကျွန်တော်ကကြောင်တဲ့သို့ဝင်းမိဖြစ်၍လမ်းမခွဲမီဆရာကစကားတခွအမှတ်မတင်ပြောလိုက်ပါသည်။ကြံရနဲ့ပတ်သက်ပြီးလိုအပ်နေတာက စောင်းဝန် emotion ပဲကွာတန်တဲ့ခံစားမှုအဲ့ဒီကြောင့်မင်းရေးတဲ့ ਨੇ ဒါပဲဖြစ်ပါသည်တို့ပြင်ဆရာကကျွန်တော်ကိုရောရန်ကုန်တက္ကသိုလ်ကိုပါကြောက်ခိုင်းလိုက်ပါသည်လဲတန်းဘက်စီတို့ကန်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 နဲ့တွေ့ရွေ့ထွက်သွားတော့ဆရာကျော်ပြင်ကိုကျွန်တော်အတန်းကြာအောင်ငေးကြည့်နေမိပါသေးသည်ထို့နောက်တွင်မူရင်းသည့်ပင်ပထမတွေ့ဆုံခြင်းဖြစ်ပေသည်ထိုနောက်တွင်တော့ရန်ကုန်တက္ကသိုလ်တဲကတောင်ငူဆောင်တောင်ပိန်းနေပင်ကြီးအောက်မှာလက်ဖက်ရည်စပွဲဝိုင်းများစီတို့ဆရာအောင်တင်းတယောက်ရောက်လာတတ်ပါတော့သည် ထိုပိုင်းတွင်ဆရာတက္ကသိုလ်မင်းမော်ဆရာစောစောအောင်စသည်စသည်တို့ဖြင့်စီကားနေတံမြဲဖြစ်ပါသည်ဆရာအောင်တင်းကလည်းဖေးရဝိုင်းတွင်လည်းအာဝဇန်းရှင်လာသူဖြစ်ပါ၏ဆရာကကျွန်တော်တို့မြန်မာသားဌာနရှိတချို့တချို့သောသူတို့စာပေလေးလာပုံများကိုမကြိုက်ချင်ချင်ရှိရန်တို့ပါသည်မောင်တို့မြန်မာသားဌာနကပုံကုတ်တချို့ကလည်းမဟုတ်သေးဘူးကငါတို့တောင်တွင်းကြီးတိုက်စာနဲ့သွားတူနေတယ်တောင်တွင်းကြီးမြို့အရှိတောင်ခွေးတက်ဟောင်းပညောင်မင်းကြီးအထီးကျန်ပညောင်မင်းကြီးခြေအရင်မြေတလင်း ေတလင်းမှာအတောင်နေရတူးကြည့်မူနှစေတဲ့ညွှန်လိုက်တာညွှန်လိုက်တာဘာများရမလဲလို့နောက်ဆုံးတော့မူနှစေတာဖတ်တင်တာပါပဲလားကွာသပွဲဝိုင်းတစ်ခုလုံးဝေါကနဲ့ပွဲကြတော့ပါသည်အထူးသဖြင့်ဇောင်းထက်ကရင်နွေးသီးသည့်ဒီပင်ရဲနေပါတော့သည်တခါမှတော့ဆရာကအင်္ဂလိပ်စာအားနယ်လာသည်သူ့စပေတပည့်တယောက်ကိုအမလို့အမရဖြစ်ကဤသို့မြည်သွန်းတောက်တီးဘူးပါသည်မင်းကတော့ကွာ how to send ဆိုတဲ့အင်္ဂလိပ်စာကိုပိတ်ဖတ်ပြီးရေထဲကန်ချနစ်မက်ကောင်းမဲကွာ ဒီကမှလည်းအလုံးကတော်တော်တော်ဝဝဆရာအောင်တင်းတီတို့လက်ဖက်ရည်ဝိုင်းများနဲ့ကျွန်တော်နှင့်ပြန်ဆုံသည့်တိုင်ကျွန်တော်ကိုကမှတ်မိဟမတူလပါနောက်တော့ရန်ကုန်တက္ကသိုလ်မြမသာဌာနကိုဆရာဤသမီးမော်မော်တင်ကျောင်းသူဖြစ်ရောက်လာပါသည်သူကကျွန်တော်ကိုနှစ်ကြီးကျောင်းသားဖြစ်တလေတစားဆက်ဆက်ပါသည်တခါတွင်ကကျောင်းပွဲတစ်ခုတွင်မော်မော်တင်နှင့်ကျွန်တော်တက်ဆိုင်သူတို့တခြင်းတွဲဆိုရမှပုံမူရင်းနှီးသွားခဲ့သည်တို့ဖြစ်ရာကျွန်တော်တို့ထုတ်ဝေသော ို့လဲလိုက်မဲ့ချက်မထားနဲ့ဟူသည့်ကြပြားဆောက်ကလေးကို သူမမတဆင်ဆရာထံပို့ပါသည်ချက်ဆရာကောင်းတဲ့ကြပြားလေးတွေပါဟုဆရာကကောက်ချက်ချကြောင်မမောသင်းကတကားပြန်လာပါသည် နောက်စမ်းချောင်းထဲကဆရာတာမန်အင်္ဂလိပ်စီတို့လဲစာပေဟောပြောပွဲကိစ္စများနဲ့တစ်ခေါက်နှစ်ခေါက်ရောက်ပါသေးသည်ဆရာကကျွန်တော်ကိုမှတ်မိဟန်မတူပါကျားဤစာပေဘဝဖြတ်တမ်းမှုများကိုတသေးတစောင်းလေးလာကြည့်တော့အခါဘာရေးလိုက်ရေးလိုက်ခရက်ကလေးတွေအနေနဲ့အများဆိုတယ်လို့ထားတတ်ကြောင်တွေ့ရမိဖြစ်ပါသည် တခါနဲ့ဆရာကကြပြားသည်သကပြေလောက်လူတူးကိုစီယုံရတွင်မထိရောက်ကြောင်းဆိုခဲ့ရာကြပြားဆရာအောင်ဝေးကဆက်ဆက်တိမကန်ဖြစ်သွားခဲ့ပါသည် ထို့ကြောင့်လည်းအောင်ဝေးက1986ခုနှစ်ဇန်နဝါရီလတို့ရုပ်ရှင်အောင်လံ၌ဘဝဟာကြပြားသည်ရဲ့ခေပြိုင်ခံစားမှုနုပညာစစ်စစ်မြစ်ဖြားမီအားပြည်သူဘဝပင်မရည်သည်စီယုံစုစည်းလာတော့အောင်တင်းပါပြောပြောကြပြားဆိုတာဘလိုနေရာဘယ်ခါဖြစ်ဖြစ် ရာဇဝင်အချစ်မှန်တရားဒါဟုဆိုကယုံကြည်တဲ့ကဗျာဟူသည့်ကဗျာနှင့်ထိုးနှက်တိုက်ခိုက်ခဲ့ပါသည်ကျွန်တော်ကကိုအောင်ဝေးကိုသဘောမတူပါရင်သီးလွန်းသည်ဟုပြင်ထင်မိပါသည်ကြောင်တဲ့ကကဗျာသည်မကောင်းသို့နေခြင်းမဟုတ်ပါသကပြေလောက်လူတူတဲ့မရဟုသာဆိုခဲ့ခြင်းဖြစ်ပါသည်ဘာပဲဖြစ်ဖြစ်ပြဿနာကတော့ပြဿနာပဲဖြစ်ပါသည်တကားဆရာက1986ခုနှစ်လောက်ကထုတ်ဝေခဲ့သော ထောက်တော်လောင်ဦးစီးသည့်တေဥပန်းဝိတ္ထုစာစုများကို ဝတ္ထုတပုတ်ချင်းဤအောက်ခြေမှမဆုတော်ကလေးများရေးမြန်ပါသည်တေတေချာချာဝေဖန်ခြင်းမျိုးမဟုတ်ဘဲရေးသားတင့်သည်ဇလန်းမဆိုးတက်လန်းရှိသည်စသည်ဖြင့်မှတ်ချက်အတိုလေးများရေးခြင်းဖြစ်ရာ စာရေးစရာများစုကမကြင်မနက်ဖြစ်ကြသည်အောင်သိန်းဆောင်မွေးဝင်ဖြစ်နေတာမဟုတ်ဘူးကွာအောင်သိန်းကဗာတက်လို့လေစသည်ဖြင့်နာမည်ကျော်စာရေးစရာကြီးတဦးကကျွန်တော်ရှိမှပြောလာခဲ့ပါသည်ဓမ္မတော်ဆရာအောင်သိန်းမြည်တိုးဖြစ်သည်ကိုကျွန်တော်နားမလဲပါနောက်ကြမှာဆရာကစာအုပ်စီစဉ်သူများကို တက်ဆိုင်ရာစာရေးဆရာအာကျိုပြကသဘောတူမှထည့်စေလိုကြောင်းပြောခဲ့တော်လဲကျိုမပြသည့်အတွက်ထိုမှတ်ချက်တို့များကိုမချေလဲခြင်းဖြစ်ကြောင်းတီးခွင့်ရခဲ့ပါသည်။ဘာပဲဖြစ်ဖြစ်ဒါလည်းပြဿနာပင်ဖြစ်ပါသည်။တခါတွင်လည်းဆရာအောင်တင်းကမြန်မာသားပေလောကတွင်ဆရာကြီးတခင်ကိုတော်မိုင်းနှင့်လက်တီပန်နီတာဥမောင်ကြီးတို့တွင်ဆရာကြီးတခင်ကိုတော်မိုင်းကလက်တီပန်နီတာလောက်ကျိုမပြုဟုရေးလိုက်သည့်အတွက်အတန်များပွက်လောထလာပြန်ပါသည်။ဒါလည်းပြဿနာပင်ဖြစ်ပါသည်။ နောက်တခါဆရာအောင်သိန်းနဲ့ပြဿနာဖျားပြန်ဒီကကတ်တော့ဆရာများနဲ့ဖြစ်ပါသည်ဆရာကသူ၏အင်တာဗျူးတစ်ခုတွင်ဝိတုမေတ္တဖက်နှင့်ဝေဖန်နေသည်ဟုသူအားထုတ်နှက်ကြကြောင်းသို့ဆိုလျှင်ပကြီးမစွဲတတ်၏ကတ်တွန်းရေးသည်ဟုဆိုရင်ဖြစ်မလားမေးလို့ကြောင့်စသည်ဖြင့်ဖော်ပြခဲ့ရာကတ်တွန်းဆရာများကကတ်တွန်းပညာရပ်ကိုစော်ကားသည်ဟုဆိုကဝန်ဝင်ထုတ်နှက်ကြပြန်ပါသည်ဆရာအောင်သိန်း၏စကားဥပမာကိုနားမလည်ပဲအများဆန်လက်တုံးပြန်လိုက်ခြင်းဟုပဲကျွန်တော်ခံစားရပါသည်ဘာပဲဖြစ်ဖြစ်ပြဿနာဖြစ်ခဲ့ဒီမှာကအမှန်မင်ဖြစ်ပါသည် သို့တော့တပည့်မဂဇင်းထုတ်ဝေ နေစဉ်ကဆရာကြီးကျွန်တော်ကြိုက်ဆုံးဝိထုတ္တကဏ္ဍကိုကပေးတတ်တော်တော်များများနှစ်ချိုက်ခဲ့ကြပူပါသည်ထို့သို့ထို့သို့သောဆရာအောင်သိန်းကိုပေဘူးလာမဂဇင်းမှနေ၍ကိုဝင်းငင်းကအင်တာဗျူသောအခါတွင်ကစာပေလူချမ်းမင်းသားဝိကျုပ်ပြုတ်ပေးလိုက်ရာပို့ပြီးအော်အော်တောင်းတင်ဖြစ်သွားပါတော့သည် ပေဘူးလာတွင်ပါဝင်ခဲ့သည့်ဆရာအင်တာဗျူကိုလေးလာကြည့်သည့်အခါထင်ရှားသောအချက်များဖြင့်တွေ့ရသည်မှာဤသို့ဖြစ်သည်ကာယံမဲ့သောကြပြများသည့်ကြာရှည်မခန်း ။စာရေးကြတဲ့ကသူနုပညာတွေတွင်ထပ်ပေါက်ပေးသည်ဆိုခြင်းကိုမယုံကြည်။ဘဝတေုပ်ဖို့ဆိုသည်ကိုအကျွမ်းမဲ့မယုံကြည်။စာရေးကြတဲ့ကတေုပ်ဖို့နေသည်သူဤဘဝကိုထိုသူလောက်ဘသူမှမသိ။ဒါပဲဖြစ်ပါသည်။နောက်ပိုင်းတွင်ကထိုစာပေအင်တာဗျူးလေးသည်စာပေလူကြမ်းမင်းသားအောင်သိန်းနှင့်တွေ့ဆုံပေးခြင်းဟုဆိုကစာအုပ်ပင်ထွက်ပေါ်လာခဲ့ပါသေးသည်။ကြောင်သိန်းနှင့်ခရီးတစ်ခုကိုလိုက်ပါတွင်ရခဲ့သည်မှာက1985ခုနှစ်တဝိုက်ကပင်ဖြစ်ပါသည်။ထိုစဉ်ကတနက်ပင်မျိုးနယ်မှာစာပေဟောပြောပွဲသို့ဆရာအောင်သိန်း မောင်ကိုယူမမနွဲတို့တွားရောက်ဟောပြောကြမည်ဖြစ်ရာမမနွဲကကျွန်တော်ကိုပါအပါခေါ်ပါသည်တို့ပြင်ကျွန်တော်လည်းတနက်ပင်တို့အဲ့မြောင်ဖြစ်ပါသွားပါတော့သည်ထိုကိရင်ဆရာမောင်ကိုယူမိသားစုမမနွဲမိသားစုဆရာဦးအောင်တင်နဲ့ကျွန်တော်တို့ပါသွားကြပါသည်ဆရာကကျွန်တော်ကိုမြည်သူမမမမိပါတနက်ပင်တို့ရောက်တော့ကမြို့နယ်ပါတီယူနစ်အော်ဂနိုက်အိမ်၌နေရာချထားပေးပါသည်ညစာပေဟောပြောပွဲပြီး၍ယူနစ်အော်ဂရကသူ၏အပေါ်တက်၌ယမကဝိုင်းဖြင့်အက်ခံတော့ကား ဆရာမကိုယူဆရာအောင်တင်ကိုထွန်းညွန့်နဲ့ကျွန်တော်တို့တဝိုင်းနဲ့ဆုံညပါတော့သည်သို့သောထုံညာကတိတ်မတောင်းနိုင်ကြပါဂျော်နီလန်လျှောက်တလုံးသည်တပိုင်းလောက်ကိုကျန်းနေပါသည်သည်ထိုဝိုင်း၌လူကြီးများစကားအရှိန်သေးခြင်းကိုစောင့်ပြီးခွင့်ရင်းရသည်နှင့်ကျွန်တော်ကဆရာအားစကားတခွန်းဆလိုက်ပါသည်သို့သောကျွန်တော်စကားကိုစုံကမ်းမတိုင်သွားပါဆရာကျွန်တော်ကာယမက်ကပြနဲ့ပတ်သက်လို့ဟုတ်ပဲစာယုံရှိသေးဆရာကတော်သမ်းမှာကွာမင်းရင်ငါတာမျိုးတွေရှင်းလာတာရောက်တရမကတော့ ဟုဆိုပြီးစကားကိုပိတ်ပြောပြစ်လိုက်ပါသည်အမှန်စင်စစ်လူလဲတွင် ဖြစ်၍ကျွန်တော်ရှက်သွားမိပါသည်မမနှွဲကလည်းကျွန်တော်ကိုအာနာက မျက်နှာပြတ်သွားပါသည်သာပေဟောပြောပွဲကားပြမောလွာ၏ဆရာစိတ်တို့နေ၍များလားဓမ္မမဟုတ်ထိုအကြောင်းအရာတွေကိုပြောရတာဖန်တရားတင်းနေ၍ညင်းငွေ့၍များလားဓမ္မမဟုတ်ကျွန်တော်မစင်စသာတတ်အောင်ပြတ်သွားပါသည်တို့ပြင်းနနမိုးလင်းတော့ဆရာစောကြီးနိုးလာပါသည်ကိစ္စရှိလို့ရန်ကုန်ကိုလိုင်းကားနဲ့ပြန်ပြီဆိုကလွယ်ကလေးတစ်လုံးလွယ်ပြီးကန်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 ပြန်နှုတ်ဆက်ထွက်ခွာတော့ပါသည် အရာကြီးကိုတာချိုးဖြစ်တယ်လို့လည်းပြန်ရှာတာပဲတခြားသားရဲ့ဆရာဆိုရင်ဘယ်ရမလဲကားနဲ့လိုက်ပုံပါအောင်မမနွယ်ကတွတ်တွတ်ပြောနေပါသည်ကျွန်တော်ကတော့နင်းတော်တဲကိုတရွေ့ရွေ့တိုးဝင်သွားသည်ဆရာကျော်ပြင်းကိုကြည့်ကစိမ့်တယ်လို့မျိုးခံစားရလေသည်ဒီဘက်နှစ်ပိုင်းကာလများမှာတော့ဆရာဆောင်မတွေကိုခက်စိတ်စိတ်ဆိုတယ်လို့ဖတ်လာရသည်မုံမွေရအမတ်တရားဖွဲ့မှကျင်းပတော့ဟောပြောပွဲအမတ်တက်မှဟောပြောချက်များကိုအမွေဟူသောအမည်ဖြင့်သာအုပ်ထွက်လာသည်ခင်မြတ်မှာဂျာနယ်တွင်ဆရာရေးခဲ့သည့်သောင်းပါများကိုပေါင်းကား မျိုးဆက်တစ်တိုးတက်ရဖို့အမိဖြင့်သာအုပ်ထွက်လာသည်လူငယ်တွေစူးစမ်းဖို့နိုးကြဖို့ပညာရှာဖို့တက်လန့်ပေးလိုက်သောသောမကောင်းများဖြင့်တွေ့ရှိရသည်စာရီစာကုန်းတွင်းနီးရင်းနီးဆိုသည့်စာအုပ်ကလေးကိုလည်းကျွန်တော်မြည်ဆန်းခွင့်ရခဲ့ပါသည်ကျောင်းတင်စာသည်စာကုန်းအတွက်တမကရတသပေအတွက်ပါလေကားတစ်ထည့်ကိုကျွန်တော်ထင်ပါသည်ဒီကနေ့ထိကျွန်တော်မဖတ်ဘူးသေးသည်ကတော့တရားထောင်ကိုဖောက်ခဲစဉ်ကဟူသည့်ဆရာလက်ရဖြစ်ပါသည်1949ခုနှစ်တောင်ကျန်းသူလက်ချက်ဖြင့်တောင်တွင်းကြီးမကွေးပြည်တရက်ထောင်များ၌အဖမ်းခံရရမှာ ထွက်ပြေးပုံဟုပဲတည်ခဲ့ရပါသည်။ယနေ့မျက်မှောက်ကမဂဇင်းတွေပေါ်မှာလည်းဆရာနာမည်ကမပြတ်သွားလား။တရဖူးကြီးစာမျက်နှာများပေါ်၌ကျော်ဟင်းနှင့်တွေ့ဆုံခံဆရာလုပ်သည်။ကျော်ဟင်းကိုစဉ်စားလှုပ်စီပြီးမှအင်တာဗျူးကိုထည့်ခွင်းရသည်ဆိုသည့်အတွက်ဆရာတော့ခံလိုက်ရပြီဟုပြောသူတွေကပြောကြသည်။သို့သောဆွေစဉ်တိုင်းနှင့်တွေ့ဆုံခံဆရာကြီးမင်းနှင့်တွေ့ဆုံခံတွေက တော့ပညာရေးလက်ပြကိုအိယာကနိုးထစေလိုက်သည်ဟုယူဆမိပါသည်။ ထိုနေ့ကမုံမုံအင်းအမတ်တရစုပေးပွဲမှာညနေ9နာရီဝန်းကျင်လောက်တွင်ပြီးသွားရာကဗျာဆရာတွေစာရေးဆရာတွေကတ်တွန်းဆရာတွေတော်စတာခမ်းမအပြင်ဘက်ကိုဝေါကနေရှန့်ထွက်ကြလာပါသည်ကျွန်တော်ကလမ်းကွစ်တနေရာတွင်မိတ်ဆွေတချို့ကိုရက်ဆောင်နေကြကားတစ်စီးမောင်းထွက်သွားသည်ဆရာတို့ကကားထဲမှကောင်းထွက်ကတွေ့ကျင်နေပြောစရာရှိလို့အိမ်လာအောင်ဟုလမ်းမှသည်ဘေးမှဆရာမြတ်တန်းတင်းကလည်းအပြုံးပြလက်လန်းပြသည်ဆရာမြတ်တန်းတင်းဘေးမှဆရာဦးအောင်တင်းကမူပြုံးတာပြတော့လေ ကျွန်တော်ကိုမှတ်မိဟမတူကျွန်တော်မိတိလကောလိပ်မှာရှိနေတဲ့ကာလာတွေတုန်းကလည်းစာအောင်တင်းတယောက်စာပေဟောပြောပွဲ ရောက်ရောက်လာတတ်ရကျွန်တော်တွားယူတွားယူနှုတ်ဆက်ခဲ့ပါသည်ဆရာကျွန်တော်မောင်တချိုပါသာတဖြင့်သို့သောဆရာကအေးအေးဟုသာရောင်တိရောင်နာဆိုလိုက်ရပြီးကျွန်တော်ကိုမှတ်မိပုံမပေါ်လာပါဆရာတက္ကသိုလ်မင်းမော်အိမ်မှာစုံခဲ့ဘူးတဲ့ကောင်းကလေးအဓိပတိလမ်းထိပ်မှာဆရာစာရေးဖို့တိုက်တွန်းခဲ့တဲ့ကောင်းကလေးကန်းငေါ်တော်လက်ဖက်ရည်ဝိုင်းနေမှာစုံခဲ့ရတဲ့ကောင်းကလေးတနက်ပင်မြို့ဟောပြောပွဲခီးကိုအတူသွား ကရင်ချင်းရှင်အိတ်ခဲရတဲ့ကောင်းကလေးထိုကောင်းကလေးကိုဆရာဘာကြောင့်မမှတ်မိပါလဲတပည့်တွင်များလွန်းလို့များရေဘူအားပြုတ်လိုက်သည့်တဲ့တွင်ပသွားကဆရာမှတ်ညံတွင်ကျွန်တော်ကျွန်းကြံခဲ့လေသလားဒါကိုတော့ကျွန်တော်မပြောတတ်နိုင်ပါဘူးကျွန်တော်ဟင်းသရားကိုပြန်ရောက်တော့ဟင်းသရားကောလိပ်ရှိကမောချယ်ရီလက်ဖေးတိုင်းမှာယူပါပေတာចောင်းသူចောင်းသားတချို့နဲ့ထိုင်းနေပြစ်သည်ထိုစဉ်တုန်းမှာပဲတောင်းပေါက်မှဆရာဟောပြောဝဲအခွေတန်ထွက်လာသည်။ចောင်းသူမှတယောက်က ဒါတိုင်းဆရာအောင်တဲ့အခွေဆရာသမီးတို့မြောင်ကြံကင်းဘက်မှာလည်းဖွင့်ရတယ်ဟုဆိုလာသည်မှမသည့်ဆရာတာဘေဟောပြောပွဲအခွေတချို့ကိုလက်ဆင့်ကန်ကူးယူရမှာမြမပြည်အနှံ့ပြားတွင် ဖွင့်လက်နားထောင်နေသည်ကိုကျွန်တော်မကြာခဏဆုံးမှုပါသည်နောက်ခံဂီတမှာပါဇလန်းဇက်ကွက်မှာပါဟောပြောတက်တက်ကိုကောက်တဆက်ဆန်းကြီးကလူကြီးလူငယ်နားထောင်နေကြမြဲဖြစ်သည်ပီပီကြီးနေသည့်ဓမ္မကတိကတဝီအတန်းဩဇာတပ်ပါသောအတန်း နေမြင့်တက်ကြလိုင်ခဲ့ရမြားရဲ့အတန်သို့တော်ထိုအတန်ကကျွန်တော်ကိုယင်းနီနှွေထွေးရမသွားစိတ်ကြီးစိတ်သည့်လူတယောက်၏အတန်လိုပင်ကျွန်တော်နားစီကိုလာရောက်ရိုက်ခတ်၍သွားခဲ့လေသည်အောင်သားချိုမတ်၄၉စတိုင်တက်မဂဇင်း1998ခုနှစ်ဖေဖော်ဝါရီလ